악마민글라바신 뉴엘의 디디 피파레 안녕하세요 여러분 저는 뉴엘의 리더 디디입니다 디디가 러러스에 다운코리아 나이가 많고 소래 걸그룹 아니네 뉴비나 러시 무비고 롱이 바이신 ီနေ့ဒီဒီကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ cover song နဲ့ cover dance ကိုတိုက်နှက်တက်ကြရဝါသနာရှင်တွေအကုန်လုံးတက်ပါတော့အရေးကြီးတဲ့သတင်းကောင်းလေးတစ်ခုကိုပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့2025ခုနှစ်ချောင်းဝမ် K-pop World Festival ရဲ့နောက်ဆုံး stage မှာပေါ့နော်ပါဝင်ရှင်ပြန်ပေးဖို့အတွက်မြန်မာနိုင်ငံကိုကိုစားပြုပေးမယ်မြန်မာနိုင်ငံကိုစားပြုအသင်းကိုဒီရွေးတဲ့ပေါ့နော် နောက်ဆုံး final stage လေးကို9လပိုင်း20ရက်နေ့ တမင်းကုန်နေနေမှာကျင်းပသွားမယ်လို့သိရပါဗျ။အဲ့တော့အဲ့ဒီပွဲလေးအတွက်ပေါ့နော်လောလောဆယ်ကဒီ online audition form လေးတွေကိုတင်နေရတဲ့အချိန်ဖြစ်တယ်ပေါ့နော်။အခုစနေပြီလို့လည်းသိရပါဗျ။အာဒီအရေးကြီးတာကဒီ online audition form လေးအဖြစ်နဲ့ဗီဒီယိုလေးတွေပို့တာက deadline ကဘယ်လိုလဲဆိုတော့6လပိုင်း22ရက်နေ့အထိနောက်ဆုံးထားပြီးပို့ပြရမှာဖြစ်ပါတယ်။အခုအချိန်ကြီးဒီဒီကြားထားတာပေါ့နော်။အော်အခုအချိန်ကြီး apply လုပ်တဲ့ team တွေကအလောက်အရင်မများသေးဘူးလို့ကြားထားရပေါ့နော်။အဲ့တော့အော်အခုအချိန်က ်ဗီဒီယိုလေးတွေပို့ပေးဖို့အတွက်လုံးဝအခွင့်အရေးအကောင့်ဖြစ်နေတဲ့အချိန်ဖြစ်တယ်လို့လည်းထင်တယ်။အဲ့တော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဒီ cover song နဲ့ cover dance ကို fashion ရှိကြတဲ့နိုင်ငံရှင်တွေအကုန်လုံးအများကြီးအများကြီးဒီပွဲလေးမှာဝင်ရောက်ပြီးတော့ရှင်ပြန်ပေးကြပါလို့ပြောချင်ပါတယ်။အင်းပြီးတော့အရင်နှစ်ကလိုပဲပေါ့နော်။ ဒီကိုရီးယားမှာလာပြန်ရမယ်နောက်ဆုံး stage မှာဒီဒီတို့မြန်မာနိုင်ငံကိုစားပြုအသင်းရတဲ့ကိုရီးယားရဲ့ stage အပေါ်တက်ပြီးတော့ performance အတူတူလုပ်ပြီးရှင်ပြိုင်သွားနိုင်ဖို့အတွက်အများကြီးအားပေးနေတယ်လို့ပြောချင်ပါတယ်ရှင်။ဒါဆိုလို့ရှင်ဝင်ရောက်ရှင်ပြိုင်သူအားလုံးအားလုံးကောင်းတဲ့ result လေးတွေရရှိပါစေလို့ဒီတရားဆုတောင်းပေးလိုက်ပါတယ်။ Myanmar K-pop fighting